ွဲ20ဆိုဘူးတယ်20တပွဲ20တည့်တည့်တည့်အဲ့တော့ ISIS လေ ISIS အရန်နာမည်ကြီးတော့အန်တီတင်တော့အန်တီတို့ခေတ်ကဆိုတော်တွေကလေမြို့ပညာကိုချစ်လို့လောက်တာငွေမဲ့လို့လောက်တာမဟုတ်ဘူးဖွဲ့လုံးအောင်နေမနဲ့မှဆူပေးရတာပေါ့ ဟာမစိုးဘူးငါတခြားသင်းစိုးမယ်မိမိလေးရဲ့မင်းကြောင့်မရဘူးလေအဲ့လိုလုပ်လို့မရဘူးကိုကဖြောပြသမား you are an entertainer entertainer ဆိုရင်ကိုရဲ့ audience ကိုကို please လောက်အောင်မှာပေါ့နော်အဲ့တော့ကိုလှုပ်ချင်တယ်လှုပ်လို့တော့မရဘူးဒီနေ့ကတော့ဝေတောင်တန်း entertainment ကပြုလုပ်မယ်အင်းရလိတ်မှာ၃ရက်နေမှာပြုလုပ်မယ်အဲ show ပြောရမှာပေါ့နော် stage show အကြီးကြီးပေါ့နော်ဟို तू ကတော့စားတော့ဆိုင်တော့မဟုတ်ဘူးပေါ့လေ hotel ကြီးခမကြီးထဲမှာလုံးမဲ့ပွဲအတွက်ကိုအန်တီတို့အန်တီရဲ့အန်တီချိုပြုံးကေမောင်2ဘူဘူဟာ၄ယောက်ကတချင်းလင်းစတူဒီယိုမှာတချင်းလာတိုက်တာဖြစ်ပါတယ်တချင်းတိုက်တာကတော့တို့တချို့လဲဇုံတွဲလေးတွေပါမယ်ပေါ့နော်ဒါပေမဲ့တော်တော်များများကတော့ကိုယ့်ရဲ့ solo တွေပဲ ဘာလို့လဲဆိုတိတ်ဂျူးရတီကြတော့အန်တီနီကတိတ်မတွဲမိဘူးလေအန်တီခစ်ကဆိုခဲ့တာတော့ကိုစိုးပိုင်တို့ဘာလို့နေပို့တွဲမိတယ်နော်သူနေကတော့ခွေလိုက်ကိုထွက်ထားတာလေဒါမဲ့လဲဟို၄ယောက်ပေါင်းနေဆိုတော့တယောက်ကတော့၄၅၀ဘူးလို့ဆိုရမယ်တင်တယ်အားရပါရတော့ကြည့်ရမှာပေါ့လေနော် အာအခုခက်တော့မသိဘူးအန်ဒီရိုခက်တုံးနဲ့အချိန်နဲ့ချိန်ကိုတွက်လိုက်တယ်ပေါ့ကွယ်အဆိုတော့15ရောက်ပါမယ်ဆိုရင်ထားပါတော့ဟိုပွဲက you started 8 o'clock ထားပါတော့7နိုင်စမယ်တကားမှ7နိုင်လည်းမစပါဘူး9နိုင်10နိုင်မှစတယ်အဲ့ဒီအန်ဒီရိုခက်တုံးကလေဆိုကြရရောဆိုပြီးတော့ဥပမာကွာထိတ်ဆုံးအောင်ဆိုတဲ့လူကတော့ချိန်တွက်လိုက်တော့တရက်ကို3ပုတ်စီရတယ်ပေါ့နော် sorry အတန်နေဝင်းကုန်ပြီးတိုက်ထားတာအဲ3ပုတ်စီဆိုမယ်လို့လှုပ်ထားပြီးမယ်တခါတလေကြရင် တချို့တချင်းနေရဟိုတချို့ဆိုတော့တွေကလေလင်းကရှစ်ဖို့လောက်ဆိုတယ်။ဘာကြောင့်လဲဆိုတော့အောက်ကလည်းတောင်းတာပေါ့လေတောင်းတော့ဆိုရအချိန်နေလဲပြောင်းသွားပြီအခုလိုခုကြတော့ဘာခစ်ပေါ့နော်နောက်ပြတော့ဟိုမင်္ဂလာဆောင်ခစ်တွေပေါ်လိုက်သေးတယ်လေမင်္ဂလာဆောင်တွေအရန်ဒီတနေ့တည်းဟိုဒီပွဲ20ဆိုဘူးတဲ့20တဲ့ပွဲ 20တည့်တည့်တည့်အဲ့တော့ ISIS လေ ISIS အရန်နာမည်ကြီးတော့မင်္ဂလာဆောင်တွေကတရုတ်တည်လည်းများတယ်ဟိုလူမျိုးစုံပါပဲလေအဲ့ဒါတခုတော့ရှိတယ်ဘာကြောင့်မိလဲပြောပြမယ် traffic မရှိဘူးအခုဆိုပဲရအောင်တည့်ရမလား19 80 90 2000ထိတော့ရသည်90 90s တွေမှာ80 90တွေမှာအဲ့ဒါအဲ့ဒီမှာနောက်တစ်ခုရှိသေးတာခါတော်ဘေးပါခါတော်ဘေးပါရင်တို့မြေတို့သားထွက်မဲ့ချင်းကုကျော်စိုးထွက်မဲ့ချင်းတခါလေကျော်စိုးကလည်း ဟဲ့ကိုကျော်စုနေရထွေးတဲ့သွားမှလာရင်ငါလည်းတော့ပဲစီတိုးနာနေထွေးတဲ့ကိုအဲ့ဒီငါလာမထွက်နော်မဆုံးမထွက်နိုင်ဘူးနော်ဒီဘက်မှာဟုတ်တယ်ကျွန်တော်လည်းဒီမှာထွက်လာဆိုဟိုကြံဖန်လောက်ရတာပေါ့ကွယ်ပရိသတ်ဟိုဘယ်လိုမျိုးပြမင်္ဂလာဆောင်ရှင်ရတော့နည်းနည်းတော့ကတိကဖြစ်မယ်ရှေ့ထွက်တဲ့လူက6ခွဲလောက်ဟာဟာတချို့ကျတော့လည်း10ထုတ်ရတာပေါ့ဒါမဲ့လေသူ့ဟာသူတို့လဲဝါတာပဲအခါတော်ဝေးတွေများမလီတနေ့တွေ5ခွဲဆိုလိုက်သေးတယ်ဒါမဲ့အခုချိန်မှာတော့မင်္ဂလာဆောင်တွေကတီးဝိုင်းကမကင်တော့ဘူးဟုတ်ကဲ့ ဝက်ဒင်းပလန်နရီကိုင်းပလန်နရီကိုင်းတဲ့အတွက်ကိုပလန်နရီက one stop ပေါ့ကွာသူတို့ရှိပြောလိုက်ရင်ဟိုတယ်လည်းပါတယ်ပန်းနေလည်းပါတယ်မေကပ်ပါမယ်ဒီဝိုင်းပါမယ်ကိုအဲ့တော့သိမ့်မခံရတော့အန်တီတချင်းစုပိုဆိုးတယ်ဒီချိန်ရဆနေရင်နေ့မှစခွေဖွင့်တယ်နှဲ့ဝင်မငါတော့နှဲ့ဝင်သုံးမကြဘူးလေအဲ့တော့နှဲ့ဝင်ငါရင်ပတ်စာပို့ကုန်တယ်မလားအခွေလေးကြတော့ဘာမှမကုန်ကုန်မဲ့ဟာကိုကိုယ်ဖွင့်မြယူလို့ရတာပေါ့ ထင်တာပဲလို့လို့ဟုတ်ကဲ့ပါအဲ့လို့ဆိုနောက်ပိုင်းအရန်ဟိုနေဝိုင်းဟိုကိုလိုချင်လို့ပြောတာမဟုတ်ဘူးတိုးတော်လဲဒါဘာမှပြင်မှာကွန်ပျူတာကတိတ်ဘာမှမဖြစ်လို့နိုင်ငံချမ်းမှာဆိုရင်အဲ့ဒီဟာအန်တီသချင်းတစ်ခါဖွင့်ရင်တစ်ခါပေးရမှာဟုတ်ကဲ့ပါဒါသူတတ်မှတ်ချက်ရှိတယ် copyright rule ရှိတယ်ဟုတ်ကဲ့ပါဟိုမှာဒီချင်းအားစားတဲ့သူတို့မျိုးသားထွက်မယ်ဆိုဈေးရတစ်မျိုးအဲ့လိုပေါ့ရင်းနှီးမဆတဲ့ဆိုတစ်မျိုးတချို့ကဆိုသူတို့သမီးကချစ်စစ်ချင်းမှန်းနဲ့ထွက်လာတယ်ဟဲ့ဒုက္ခပဲလို့တခါလေကိုယ်ကအိမ်မှာထိုင်နေတယ်နော်တီးဝိုင်းက တောင်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 ဟာဒီကျန်းစာတီးတော့မယ်ပေါ့တချို့ကြတော့လေအန်တီခွေယူဖွင့်လိုက်တယ်ပေါ့နော်မင်္ဂလာချင်းရင်းမြတ်သူရောက်မယ်အဲ့တယောက်ကြတော့လေအန်တီချို့လည်းမသိကြောက်ဘူးအဆိုးမပါဘူးအတီးရွယ်ချာအတီးကြတော့သွားပြောလို့မရဘူးရအဲ့ဒါကြတော့လေအန်တီတို့ခစ်တုံးကတော့အဲ့လိုလည်းမပြောဘူးနော်နောက်ပြီးတော့အန်တီတင်တာတော့အန်တီတို့ခစ်က အစိုးရတွေကလေညပညာကိုချစ်လို့လုပ်တာငွေမဲ့လို့လုပ်တာမဟုတ်ဘူးအဲ့ဒီခက်ကလေငွေလဲဒီလောက်ကြီးတော့မရဘူးသူ့ဟာသူတန်ရတန်ကြီးရတယ်ပေါ့ကွယ်သို့တော်လေတကယ်ပရိသတ်ကိုဖျော်ပြမယ်ဆိုရင်ပရိသတ်အကြိုက်ကိုရန်တူရဆိုဥမာကွာသူကဆိုမာတပုတ်ဒါပေမဲ့သူအောက်ကနေမနဲ့မောင်မနဲ့မောင်တဖွဲ့လုံးကအော်နေမနဲ့မောင်ဆိုပေးရတာပေါ့ဟာမဆိုဘူးငါတခြားတချင်းဆိုမယ်မိမိလေးရဲ့မင်းကြောင့်မရဘူးလေအဲ့လိုလုပ်လို့မရဘူးကိုကဖျော်ပြတဲ့ဘာ you are an entertainer entertainer ဆိုရင်ကိုရဲ့ audience ကို ကို please လောက်ရမှာပေါ့နော်အဲ့တော့ကိုလှုပ်ချင်တိုင်းလှုပ်လို့တော့မရဘူးဥမာကိုကမတိုက်လာရင်တော့တမျိုးပေါ့မတိုက်လာရင်လည်းမတိုက်လာတဲ့အကြောင်းကိုပြောပြရင်ရပါတယ်ပြိဿကလည်းမရိုင်းပါဘူးဒါပေမဲ့ကိုကလည်းဘယ်ရမ်းဆိုနှစ်ဖက်လေပြိဿကလည်းကိုကိုချစ်နေကိုကလည်းပြိဿကိုမြေတားနဲ့လှုပ်လို့ရမယ်လေနော်အမေမြေကြီးက ကဲဒီနေ့တော့ anti တို့တခြင်းနဲ့တိုက်ပြီးပြီပြိတ္တကလာဖို့ပဲကြောင်းရှိတော့တယ်เนาะတပိတ္တရဲ့တာဝန်ကလာကြည့်ဖို့ anti တို့ကဆိုဖို့အဲ့တော့အားလုံးကြမ်းချမ်းသာပါစေအဲ့ဒီနေ့ဒီပြည့်ပြည့်ရွှင်နေပြီးလာကြည့်ကြပါလို့ဖိတ်ခေါ်ခြင်းပါတယ် thank you bye bye